ညွတ်လာပြီနေဆိုတာရသဗျာလက်ထက်တော်ခကလာတော်ကဖျားဖြစ်ပြီခုနှစ်နှစ်မြောက်တဲ့ဝါထွင်းကလာမှာရသဗျာဟာတာဝရိသလက်ပြည့်တက်ပြီတပိဓမ္မတရားကိုဟောကြားခဲ့ပြီဒီကနေ့သူပြည့်ကိုပြန်လေးကြွလာတယ်အမတ်တရားနေ ီနေ့ဘယ်ဗိဓမာခါရောနေ့လို့ဆိုတာဗိဓမာခါရောနေ့ဆိုတာဗိဓမာတရားဟောတာကဝါဇုလာမကျတရားနေ့အစီစာပြီးတော့ဟောတာတရင်းရလာပြီးနေ့စဉ်ပြီးတယ်အဲ့တော့ဗိဓမာတရားဟောလို့အဆုံးသတ်တဲ့နေ့လို့သူတို့မှတ်ရမှာဒါကိုပဲဗိဓမာခါရောနေ့လို့ဆိုပြီးမြမမြမမှတ်သားနားလည်ထားကြတယ်ပေါ့နော်ဗိဓမာတရားစတင်ဟောတာတော့ ဝါစုပြီးတဲ့ဝါစုတဲ့နေ့ကနေစပြီးတော့ခေါ်ကြခဲ့တာဖြစ်တယ်3လကြာအောင်မြတ်စွာဘုရားပြိမာတရားတော်ကိုတာဝန်ရင်းသားနတ်ပြည်မှာခေါ်ကြပြီးဒီကနေ့ပဝရဏပြုပြီးတဲ့အခါမှာတာဝန်ရင်းသားနတ်ပြည်ကတရားမင်းဖန်ဆင်းတဲ့ရွှေဆောင်နှံငွေဆောင်နှံပရမယာဆောင်နှံလို့ဆိုတဲ့ဆောင်နှံ၄ကားကြီး၃၀ရာနေပြီး ခန္ဓာတိုက်ပြိစွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွလာတဲ့နေတူးနေမြတ်ဖြစ်တယ်ဆိုတာပုရဝါဒဝင်နေတဲ့မှတ်သားထားဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုဒီသရဉ္ဇုလာပြီနေဆိုရင်သရဉ္ဇုလာပြီသရဉ္ဇုပြီဆိုပြီးတော့ရှောက်ပြီးတော့လဲချပတ်ကြတော့မြတ်စွာဘုရားပုရဝါဒဝင်နေဖြစ်တယ်လို့ဆိုတာဒီကနေ့ဟာမြတ်စွာဘုရား တို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထုမြတ်တဲ့လူပြည်ကိုပြန်လီကြွတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကြိုပူဇော်ရဲဆိုတဲ့ပူဇော်ဝဲခန္ဓာတွေမိထွန်းကြတာလုံးလို့ဒီအတိတ်ရွယ်နဲ့တရင်ညုလတော်ရင်သာနတ်ပြည်ကပြန်ကြွားတဲ့အခန္ဓာကိုမြတ်စွာဘုရားကိုကြီးညိုပြီးတော့လူတွေက စီမီနဲ့ပူဇော်ကြတယ်လို့ ီလိုပြောင်းလဲချာမြတ်စွာဘုရားရဲ့ဒီအဘိဓမ္မာတရားမဟောခင်ကသရဉ္ဇလပြိနေမှာမိထွန်းနာတော့ကတိကနက်ခတ်လို့ခေါ်တဲ့မိနက်ခတ်နဲ့ပတ်သက်ပြီးတော့ထုံစံထုံတန်းစင်လာရမိထွန်းကြတာဖြစ်တယ်ဗောဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကိုပူဇော်တဲ့အနေနဲ့မိထွန်းကြတာဖြစ်တယ်အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလိဆိုတဲ့မိထွန်းမွဲကျင်းပသလိုပဲ ကိုယ့်ရဲ့အစဉ်လာရလှုပ်ကြတာမြန်မာပြည်ကဘုရားဘာသာဝင်တွေကတော့မိထွန်းတာတော့အဲ့ဒီ